ဟုတ်မန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကဲအင်တာနက်ရှင်နယ်ဘရိတ်ကတော့နားတော်ပြီပေါ့ဗျာ။နှစ်ပတ် ASCC ပဲ။ယူနိုက်တက်ပရိသတ်ရဲ့ ASCC အပိုင်းလေးပါလေဖြေလို့ရတယ်။ဟိုတတင်းပလင်းလေးနားထောင်လိုက်ဘောလုံးပွဲလေးကြည့်ကြရမလို့ဘူးเนาะ။ဒါပေမဲ့နောက်အင်တာနက်ရှင်နယ်ဘရိတ်ပြီးလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့အင်ကွင်းမှာအဘတန်တင်းကိုလက်ခံကစားရမယ်။အဲ့ဒါပြီးလို့ရှိရင်အဝေးကွင်းเนาะခရစ်စတယ်ပေးလေးကိုအဝေးကွင်းကန်ရမယ်။ဒီနောက်ပိုင်းပွဲတွေပေါ့ဗျာ။ပွဲက ချောင်းလာလည်းမဟုတ်ဘူးကြက်တာလည်းမဟုတ်ဘူးဒီလိုမျိုးပုံမှန်တွားနေတဲ့ပွဲစဉ်တွေထဲမှာကျွန်တော်တို့ဒါအဖြေရလက်တစ်ခုသုံးမဲ့ရသိမ့်တဲ့ပွဲတွေအကုန်လုံးကိုဒါလူဝင်မိုးတွေအနေနဲ့သုံးမဲ့ရယူဖို့တော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအားဒီကျွန်တော်တို့အဲသူတို့မျောလင်းထားတဲ့တိုင်တီရေးစ်တစ်ခုကိုရဖို့အတွက်ဆိုလို့ရှိရင်ဒီအိမ်ကွင်းပဲဖြစ်ဖြစ်အဝေးကွင်းပဲဖြစ်ဖြစ်ဒါ သုံးမဲ့ရာသိင်းတဲ့ဘွဲကိုရာကိုရအောင်ယူတတ်မှရမယ်အခုကသုံးမဲ့မယူတတ်သေးဘူးကျွန်တော်တို့ပွဲတော့ပွဲကိုအကောင်းဆုံးဂိုးလဲရတယ်အကောင်းဆုံးလဲကြိုးစားရတယ်သူ့အိမ်မှာဒါဒါကနီးပြရဲ့သဘာနဲ့ဆိုင်မယ်လို့ထင်တယ်ဒါကျွန်တော်အမြင်ပါအဲ့တော့ပွဲတော့ပွဲကိုကျွန်တော်တို့သုံးမဲ့ယူသိင်းတဲ့ဘွဲကိုအပြည့်အဝယူသိင်းတဲ့ဘွဲကိုယူဖို့ယူရမယ်အဲ့လိုမျိုးယူတတ်ဖို့အခုဗျာ ျွန်တော်ပြောချင်တာကဒီမိဖုရားတယောက်မှာတိကျရှိရမယ့်အပိုင်းကဘိုးလူပွဲကိုကန်တာနဲ့ဒီတိုင်တယ်ရစ်အခုမှဥပမာပရီးမီးယားလိလို့လိထဲမှာကန်တာနဲ့မတူဘူးဘိုးလူပွဲတပွဲကန်တာနဲ့အဲ့လိထဲမှာကန်တာနဲ့မတူဘူးနောက်ထပ်အစီမေးဖိုင်နယ်ကော်ရော့ဖိုင်နယ်တို့ကန်တဲ့ပွဲနဲ့ဒီလိထဲမှာကန်တဲ့ပွဲနဲ့မတူဘူးဒါဒါဒီပိုင်းတွေကိုမိဖုရားတယောက်အနေနဲ့ကောင်းကောင်းလေးကျင့်ရဖို့လိုတယ်နားလေသဘောပေါက်လို့လိုတယ် အဲ့တော့အသိငယ်အသိကြီးနဲ့ပတ်သက်ပြီးတော့လေဒီတိုင်းပဲအသိငယ်ပဲဖြစ်ဖြစ်အသိကြီးပဲဖြစ်ဖြစ်အနိုင်ချုံးကိုထိန်းချုပ်တဲ့နေရာမှာအနိုင်ချုံးကိုထိန်းယူတဲ့နေရာမှာအခုတခါလေကြလို့ရှိရင်ကျွန်တော်တို့ဒါပရီးမီးယားလိထဲမှာဗျာပက်ကွာတီယိုလာလိုကောင်မျိုးတွေเนาะတကယ်ထိုက်တန်ဒိတ်ဒိတ်ဂျေနေပြားတွေတောင်မှဒါတရေယူသိတဲ့ပွဲကိုရအောင်ယူပြီးတော့เนาะအဲတကောနကောတကောသွင်းပြီးဖင်ပိတ်ကန်နေတဲ့ကန်တာပဲဒီလိုမျိုးအွက်လေးနေဒါ ကိုယ့်ကိုဆရာကြီးထင်ပြီးတော့မလုပ်ဘူးဆိုလို့မရဘူးเนาะလုပ်သိရင်လုပ်ရမှာပဲအဲ့လိုမျိုးပွဲစဉ်တွေကိုတော့လိုအပ်တယ်เนาะအခုကကိုကပဲဆရာကြီးလိုလိုလူတို့ပဲဆရာတင်မလို့လို့ဓာတ်ထဲမှာဟိုမကြဒီမကြတဲ့ဖြစ်ပြီးတော့တေးတေးတေးတွေတွားနေတာအရှင်မသိဘူးပရီးမီးယားလိတို့အဲ့လိုအမှတ်ပေးဆရာနဲ့ကန်ရတဲ့ပွဲထဲမှာဒါဒီတေးတွေကတအားနေနာတာဒီဒီတေးပွဲတွေကတအားနေနာတဲ့အပိုင်းကြီးရှိတယ် ဒီပိုင်းလေးပေါ့နော်နောက်တစ်ချက်ကရူပင်အမိုရီနေနဲ့ပွဲကိုခွဲခြားပြီးတော့ယူသင်းတဲ့အပိုင်းယူသင်းတဲ့အမှတ်အမှတ်အပိုင်းယူသင်းတဲ့ပွဲကိုယူပြီးတော့ဒါပွဲတပွဲနဲ့တပွဲပုံစံမတူတဲ့အနေထားလေးတွေဒါဒီကွက်လေးတွေပေါ့နော်လုတ်တက်ဖို့ဒါရူပင်အမိုရီနေနဲ့ဒီပိုင်းမှာအားနည်းချက်ရှိသေးတယ်ဆိုတာလေးဒါကျွန်တော်မြင်တာမြင်တာလေးပြပြတာပါတခြားမျိုးတော့ဘယ်လိုမြင်ရလဲ ဒါရူဝဲအမွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါ comment ထဲမှာ message ပေးပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်